မင်္ဂလာပါဒီနေ့ကတော့ readjust refocus ရဲ့ day 8ကို ရောက်လာပါပြီရှင်းရမြောင်နေပါဒီရှင်းမြောင်နေမှာတော့ကျမဒီ energetic cords လို့ခေါ်တဲ့ကျမတို့ ਨੇ ချိတ်ဆက်နေတဲ့ခြိနှောင်ထားတဲ့ကြိုးတွေပေါ့နော်လူပုဂ္ဂိုလ်အချင်းချင်းခြိနှောင်ထားတာမျိုးရှိတယ်ငယ်ဘဝစိတ်ဓာတ်ရတွေကိုအခုချိန်ထိလွတ်မချနိုင်ပေနဲ့ကျမတို့ခြိနှောင်ထားတာမျိုးတွေရှိတယ် ခြေအနေတွေဖြစ်ရတည်ငယ်ဘဝမဟုတ်ဘူးအခုကြီးမှပဲဒါပေမဲ့ဖြစ်လာတဲ့အခြေအနေ trauma ရလောက်တဲ့ဖြစ်ရမျိုးတွေเนาะစိတ်ကူနာကျင်စေရတာဒီလိုမျိုး ဖြစ်ရတည်ကိစ္စတွေဒါတွေကိုဆက်ပြီးတော့ချီနှောင်ထားရပေါ့เนาะအဖြစ်အပျက်တစ်ခုကတော့ပြီးသွားပြီเนาะဒီအခြေအနေတစ်ခုက လွန်မြောက်သွားပြီကျော်လွန်သွားပြီပြီးပြတ်သွားပြီ ending ဖြစ်သွားပြီအဲ့လိုပဲလူပုဂ္ဂိုလ်နဲ့ပတ်သက်လို့ရှိရင်လည်းဒီပုဂ္ဂိုလ်ဟာကိုယ့်ရဲ့နာမမရှိတော့ဘူးထွက်သွားပြီဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော် ကောင်းလို့ပဲဖြစ်ဖြစ်ဆိုးလို့ပဲဖြစ်ဖြစ်ခွဲခွာလိုက်ရပြီထွက်သွားပြီပြီးဆုံးသွားပြီ ဆိုပေမဲ့အဲစိတ်ထဲမှာမပြီးသေးပဲနဲ့ကြိုင်ခဲ့တဲ့အပိုင်းလေးတွေရှိတတ်တယ်ပေါ့လေအဲ့ဒါလေးကိုဇောက်ထဲမှာလည်းကျွန်မဒီချီနှောင်ထားစေကျုံမြောက်ဖျက်ပြစ်လိုက်ဆိုတဲ့ကောင်းစဉ်လေးနဲ့ဒါ day 8အတွက်ပေါ့နော်ကျွန်မရေးထားတာရှိပါတယ်အဲ့တော့ဒီ focus လေးမှာလည်းဒီအကြောင်းလေးကိုပဲကျွန်မဆက်ပြီးတော့မတူတဲ့ပုံစံတစ်မျိုးနဲ့ပေါ့နော်ဒါကျွန်မဆက်ပြီးတော့ပြောပြချင်တာဖြစ်ပါတယ် ဘာဖြစ်လို့လဲဆိုတော့အရင်အရေးကြီးပါတယ်နော်အဲ့ဒါဘာလဲဆိုတော့ကျမတို့ကတစ်ခါတလေမှခုနပြောသလိုပေါ့တစ်ခုခုပြီးသွားပြီဒါပေမဲ့အာကျမတို့ပြောကြရလေ move on လုပ်တယ်ဆိုပြီးတော့ပြောကြရ move on လုပ်တယ်ဆိုတာဒါသမီးစားပြတ်တော့မှအိမ်တော်နေကိုယ်မှာနော်ဒီလို relationship တွေပြီးဆုံးသွားမှ move on လုပ်တယ်လို့ပြောရတာမဟုတ် move on ဆိုရင်စကားကအာ ကျမတို့ပဲနေရာမှာမစိုးသုံးလို့ရတယ်เนาะအလုပ်တစ်ခုမှာပဲဖြစ်ဖြစ်အခြေအနေတစ်ခုမှာပဲဖြစ်ဖြစ်မိသားစုနဲ့ပဲဖြစ်ဖြစ်เนาะအိမ်တော်ဘက်တို့သမီးစာချစ်သူတို့တွေတွေမကပဲနဲ့တခြားအရာတွေမှာလည်းကျမတို့က move on လုပ်တယ်ဆိုတဲ့အခြေအကြောင်းပြောလို့ရပါတယ် move on လုပ်တယ်ဆိုတဲ့အသုံးနှုန်းကတော့စုပ်ကိုင်ထားတဲ့အရာတွေပေါ့နော်စုပ်ကိုင်ထားတဲ့အရာတွေကြီးနောင်ထားတဲ့အရာတွေဒါတွေလုံးဝမရှိတော့ဘူးနဲ့ကျမတို့ရှေ့ကိုဆက်ပြီးတော့ နော်ဟိုလွတ်လွတ်လပ်လပ်ကလေးပေါ့ပေါ့ပေါ့ပါလေး move on လုပ်သွားတယ်နော်ရှေ့ကိုချီတက်သွားတယ်ဆိုရဲသဘောပဲဖြစ်ပါတယ်နော်အလုံးနဲ့ပတ်သက်ရင်လည်းအလုံးနဲ့ပတ်သက်ပြီးတော့အာစိတ်ထဲမှာနာကျင်ရတာ၄ဒေါသထွက်ရတာ၄နော်ငောက်တံပိုးမထားဘူးအတိမတ်မပြူလို့ခံစားရတာ၄မကြင်နဲ့တာ၄ဒါတွေမရှိတော့ဘူးတော့အဲ့တော့ပြောမယ်ဆိုလို့ရှိရင် negative ဖြစ်တဲ့ feeling တွေပေါ့ emotions တွေဒါတွေအကုန်လုံးလွတ်ချပြီးတော့ကိုယ့်ဟာကိုယ်ပြပြရွှင်ရွှင်ပေါ့ပေါ့ပါပါ ရှေ့ဆက်နိုင်တယ်ဆိုတာကိုကျမတို့က move on လုပ်တယ်ဆိုပြီးတော့ပြောကြတာဖြစ်တယ်။အဲ့တော့ကျမတို့ကတခုခုပေါ့နော်တစုံတစ်ယောက်နဲ့ပတ်သက်ပြီးတော့ပြည့်အခြေအနေတခုမှပဲပြည့်ပြည့်ကျမတို့က move on လုပ်သွားပြီလို့ကျမတို့ပြောကြတယ်။ relationship တွေမှာဆိုရင်လည်း move on လုပ်လိုက်ပြီးเนาะအဲကိုယ့်ရဲ့ဘဝလွတ်လပ် ေါ်ပါသွားပြီဒီလိုပဲကိုထပ်ပြီးတော့ချစ်တင်နေသူချစ်နိုင်နေသူเนาะဒီလိုလူမျိုးတွေနဲ့လည်းဆက်ပြီးတော့တွေ့ဆုံရပြီဆိုရင်ကျမတို့ကဒါ move on လုပ်တယ်လို့ပြောကြရလွယ်လွယ်ပဲပြောကြရပေါ့เนาะဒါပေမဲ့တကယ်တမ်းမှာကြတော့ဟို move on လုပ်တယ်အဲ့လိုမျိုး move on လုပ်တယ်ဆိုတာလေပြောရမယ်ဆိုရင်အပေါ်ရန်သဘောမျိုး move on လုပ်တာမျိုးပဲရှိပါသေးတယ်เนาะအပြင်မှာအပြောနေတဲ့ date တွေသွားတယ်เนาะအစားရှိတယ်ဒါမျိုးတွေဖြစ်တယ်ဆိုပေမဲ့ အဲစိတ်အတွင်းထဲမှာကြတော့တကယ်တမ်းမှ move on မလုပ်နိုင်နေတာ၄အများကြီးရှိပါတယ်တချို့ဆိုရင်ဘယ်လောက်ထိမလုပ်နိုင်လဲဆိုနှစ်ပေါင်းများစွာကြာတဲ့အချိန်ကို move on မလုပ်နိုင်သေးဘူးဆိုတော့အခြေအနေမျိုးတွေရှိရပါတော့ အဲ့တော့တကယ်တော့ဗာလဲဆိုရင်စိတ်အတွင်းတွေကပြီးပြတ်မှာစိတ်အတွင်းတွေက move on လုပ်နိုင်မှာဒါကျမတို့ကတကယ်ကိုဒါလုံးဝပြီးပြတ်သွားပြီတကယ်ကိုစိတ်ထဲမှာပေါ်ပါပျော်ရွှင်သွားပြီဆိုပြောဖြစ်တာကျမတို့ဘယ်သူတွေနဲ့ပဲထပ်တွေ့တွေ့ဘယ်သူတွေနဲ့ပဲ no date တွေလုပ်လို့ဘယ်သူတွေနဲ့ပဲပျော်ရွှင်လာလာပါပါပျော်ပျော်ရွှင်ရွှင်တဲ့ပုံတွေရိုက်เนาะအစားရှိဖြစ်ဒီလိုမျိုးတွေလုပ်နေပြီမဲ့ကျမတို့ရဲ့စိတ်ထဲမှာတကယ်ကို move on မလုပ်နိုင်သေးဘူးဆိုလို့ရှိရင် ဟိုတကယ်နှစ်နှစ်ကာကပျော်ရွှင်ရတဲ့เนาะဟိုရှေ့ကိုချီတက်ခြင်းမျိုးမဟုတ်ဘူးကျမတို့မှာဂဲလုံးဆွဲထားသလိုမျိုးပေါ့เนาะကြိုးချီထားသလိုမျိုးပဲမဖြစ်လဲဆိုရင်ဒီထဲမှာပဲပြန်ပြီးတော့ရောက်လာတယ်เนาะဒီထဲမှာပဲပြန်ပြီးတိုးဝဲလေလေဖြစ်တယ်အဲ့လိုပုံစံမျိုးတွေကျမတို့စီမှာအများကြီးရှိတတ်တယ်အဲ့တော့တကယ်ပြည့်ပြတ်သွားပြီဆိုလို့ရှိရင်စိတ်ထဲမှာတကယ်ပြည့်ပြတ်ပြီလားဆိုတော့မေးရမှာတကယ် move on လုပ်နိုင်ပြီဆိုရင်စိတ်ထဲမှာကောတကယ် move on လုပ်နိုင်ပြီလားလို့မေးရမှာ စိတ်ထဲမှာလုံနိုင်မှသာလျင်ဘာဖြစ်လဲဆိုရှင်အပြင်မှာကျွန်တော်တို့ပို့ပြီးတော့ပျော်ရွှင်ရတယ်တကယ်ကိုပဲပေါ့ပါပျော်ရွှင်လို့လည်းမှုတွေကိုကျွန်တော်တို့ခံစားရမှာဖြစ်တယ်အထင်းမှာကျွန်တော်တို့မလုံနိုင်ဘူးစိတ်အတွင်းထဲမှာဒီခံစားမှုတွေတော့ရှိနေသေးတယ်ဆိုလို့ရှင်ကျွန်တော်တို့မပျော်ရအောင်အပေါ်ရံပဲဖြစ်နေမှာပေါ့နော်အဲ့ဒါလေးကိုကျွန်မအဓိကပြောချင်တယ်အဲ့တော့လူတယောက်ကနော်ကျွန်တော်တို့တွေကနော်တကယ် move on ဖြစ်ပြီလားမဖြစ်ပြီလားဆိုတော့ဘယ်လိုမျိုးကြည့်မလဲပေါ့နော် စိတ်ထဲမှာပုံမှန်အပြင်ကျမတို့ကအဲဒီလိုပဲပျော်ပျော်ရွှင်ရွှင်ပဲသွားနေရပေါ့ပေါ့ပါပါရွှင်ရွှင်လေးလေးတကယ်ချင်းနဲ့သွားလာစားတော့နော်အဲဓာမျိုးတွေရှိနေရဆိုပေမဲ့အဲကျမတို့မကြင်တဲ့မကြိုက်တဲ့တယောက်ပေါ့နော်သူ့နာမည်ကိုကြားလိုက်တာပဲဖြစ်ဖြစ်သူ့အကြောင်းကြားလိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်သူ့နဲ့ပတ်သက်ပြီးတော့အစိတ်ထဲမှာရုတ်တရက်ပေါ်ပေါက်လာတဲ့အဲအကြောင်းတိုက်ဆိုင်မှုတွေပေါ့နော် အကြောင်းတိုက်ဆိုင်မှုတွေဥပမာဖြင့်တခုခုစားတဲ့အချိန်မှာအော်ဒါသူနဲ့ကိုယ်နဲ့တူတူဒီစားစားစားခဲ့ပူကြရတယ်။နော်ဘယ်နေရာမှာပြီသူအဲ့လိုမှဗာပြောခဲ့တယ်အစားရှိတဲ့။ကောင်းတာလည်းပါနိုင်တယ်ဆိုးတာလည်းပါနိုင်တယ်။အဲ့လိုအကြောင်းအရာတွေကိုကျမတို့စိတ်ထဲမှာပြန်ပြီးတော့သတိရလာတဲ့အခါမှာဗာဖြစ်လဲဆိုလို့ရှိရင်စိတ်ထဲမှာအခန်းစားချက်တွေဖြစ်လာတဲ့အမျိုးပေါ့နော်။ခန်းစားချက်တွေကပြောမယ်ဆိုရင်မကောင်းတာတွေများတတ်ပါတယ်။မကောင်းတာတွေဆိုတာ အဲသူအောင်ကဒီလိုမျိုးကြီးပြောသွားတယ်ဒီလိုလှုပ်သွားတယ်နော်မလှုပ်တဲ့နာတွေလှုပ်တယ်မပြောတဲ့နာတွေပြောတယ်အဆရှိတဲ့ပြေပေါ့နော်အဲတော့ကိုယ်စိတ်နာကျင်ရတာတွေကိုယ်လှုပ်သွားခဲ့တယ်ဆိုတဲ့ဟာမျိုးတွေဒါတွေကိုကျမတို့ပြန်တွေးပြီးတော့စိတ်ထဲမှာနော်တနှုံလုံးဖြစ်တယ်ဒေါသဖြစ်တယ်သွားပြီးတော့ရန်တွေးပြစ်လိုက်ခြင်းစိတ်တောင်ပေါက်တယ်နော်အိမ်ကမှတကားသွားခောက်ပြီးတော့អော်ပြစ်လိုက်ခြင်းစိတ်ပေါက်တယ်နော် အဲအဲ့မျိုးတွေဖြစ်လာပြီဆိုလို့ရှိရင်အဓိကရပါလေသူကျွန်တော်တို့မှာ shadow ဖြစ်နေပေါ့နော်သူသူ့ရဲ့ဟို shadow တစ်ခုရှိနေရပေါ့အရေးတစ်ခုထိုးနေတာနော်ဟောအဲ့အရေးကပါလေဆိုကိုယ်ပြန်ပြီးတော့အဲ၆လှန်နေတဲ့သဘောပေါ့နော်အမှမတော့ပါလေဆို shadow ကျွန်တော်တို့ shadow work လုပ်တယ်လို့ပြောတယ်လေ shadow work လုပ်တယ်ဆိုတာပါလေဆိုကိုယ့်ရဲ့အရေးနဲ့ကိုလုတ်ပြန်လောက်ရတာပေါ့နော်ဆိုတော့ဟို ဟိုအရင်အရင်အရေးကြီးရယ်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ share တော့ ို့နဲ့အမြင်ရှိနေတယ်။ဒါပေမဲ့ तू ကကိုအဲ့ဒါကိုမပြေရှင်းလိုက်နိုင်ဘူးမပြီးပြတ်နိုင်ဘူးဆိုရင် तू ကအချိန်ရှိတိုင်းမှာအကြောင်းတိုက်ဆိုင်တယ်မှာကိုကိုထွက်ထွက်ပြီးတော့ချောက်လန့်နေတတ်တယ်။အဲ့လိုချောက်လန့်တဲ့အခါမှာကိုကစိတ်နာတာတို့ဒေါသဖြစ်တာတို့မကြည်နပ်တာတို့ဒါတွေပြန်ဖြစ်တယ်။အဲ့တော့ပြောရမယ်ဆိုရင်ဒါတွေအကုန်လုံးဒီပါလဲဆိုအကုသိုလ်တွေပဲပေါ့နော်။ negative energy တွေဖြစ်တယ်။ negative emotions တွေဖြစ်တယ်။ကောင်းလားဆိုမကောင်းဘူး။ကြိုက်လားဆိုလည်းကျွန်တော်မကြိုက်ဘူးနော်။အဲ့တော့သဘောကဘယ်လိုရှိလဲဆိုတော့ ကိုကတခုခုကိုမရှင်းနိုင်ဘူးဆိုလို့ရှိရင်အဲ့ဒါကနေပြီးတော့ကျမတို့အမြဲတမ်းရှောင်ပြေးလိုက်တယ်ဥမာ ထားလိုက်ပါတော့ကျမတို့တကယ်ချင်းနေနဲ့တွားပြီးတော့เนาะပြောပြောပြောပါပါတွားကြရဲစတေရှင်တွားကြည့်ရဲဟောဒိတ်တွေကျမတို့တွားရဲအဲ့လိုလုပ်ပြီးမယ်လို့စိတ်ထဲမှာအဲ့ဒီရှိနေတဲ့အရှုပ်ကိုမရှင်းနိုင်ဘူးဆိုလို့ရှိရင်เนาะဟိုအဆင်ပြေမနေဘူးပေါ့ပြောတာလေဒါပေမဲ့ move on မလုပ်နိုင်ဘူးဆိုတာကတချို့တွေမှာကြတော့တကယ်ကိုချစ်မြတ်နိုးတဲ့စိတ်နဲ့ဘာဖြစ်လို့လဲဆိုတော့ကျမတို့ရဲ့ခွဲခွာခြင်းတွေကလေအာတခါလေကြောက်လို့ရှိရင်ကျမတို့အမှန်တမ်းအယုတ်ဆိုးအကြီးတန်းဆိုတဲ့ပြဿနာတွေဖြစ်နော်ရန်နေဖြစ်တယောက်နဲ့တယောက်ဆဲဆိုကြကျင်းစာတိုက်ကြနော်အဲ့လိုပုံစံနဲ့ကျမတို့ဟိုခွဲခွာလိုက်ရမျိုးရှိသလိုမျိုးတခါလေကြောက်တော့လေကျမတို့တွေဒီတယောက်နဲ့တယောက်အရန်ချစ်တယ်တမိုးထားတယ်လေးစားတယ်ဒါပေမဲ့မဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းကြားတွေအရာတွေကြောင့်မလို့ ွဲခွာလိုက်ရတဲ့အမျိုးတွေကလည်းကျမတို့စီမှာရှိတတ်ကြတယ်เนาะအဲ့တော့ move on လုပ်တယ်ဆိုတာကဘယ်လိုပဲဖြစ်ချစ်လို့ခွဲခွာတာပဲဖြစ်ဖြစ်မုန်းလို့ခွဲခွာတာပဲဖြစ်ဖြစ်ကျမတို့က move on လုပ်ရတာပေါ့เนาะ move on လုပ်တယ်ဆိုတာကျမတို့အတွက်ကအရေးကြီးတဲ့ process တစ်ခုဖြစ်တယ်အဲ့ move on လုပ်တဲ့အချိန်မှာကျမတို့ကခွဲခွာလိုက်ရတဲ့သူတွေအပေါ်မှာသတိရတဲ့စိတ်ရှိရယ်အဲ့တော့ကျမတို့ချစ်ချင်းနဲ့ခွဲခွာရရဲဆိုလို့ရှိရင်တော့ဘာဖြစ်လဲဆိုနှမျောတတ်တာတယ်เนาะအရင်တော့ နှွေးထွေးခဲ့တဲ့အချိန်လေးတွေတူရှိခဲ့တဲ့အချိန်လေးတွေမှာအဲ့ဒါလေးတွေပြန်ပြီးတတိယရဲနှစ်မျိုးရဲဝန်းနေတဲ့ဓာတ်မျိုးတွေဖြစ်တယ်။အဲတချို့ကိစ္စတွေကြတော့ကျမတို့ကအရင်ပြဿနာတွေကြီးမားပြီးတော့နော်ပြဿနာတွေတက်ပြီးတော့ဟိုအရင်နေရှုပ်ထွေးမှုတွေဖြစ်လာပါဘောနော်ဟိုကြားထဲမှာလူတွေလည်းအရင်များတယ် third person လို့ခေါ်တယ်တတိယလူပေါ့နော်အဲ့လိုကြားထဲမှာရောက်နေတဲ့တတိယလူတွေကလည်းအယံများတယ်။စကားတွေကလည်းအယံများတယ်။အဖြစ်အပျက်တွေကလည်းအယံများတယ်။ စဉ်းစားကြရတဲ့အရင်များအဲ့လိုပုံစံမျိုးနဲ့မြတမအယုတ်ဆိုးအကြီးတန်းစွာခွဲခွာလာရတဲ့အခါမှာအဲ့ဒီ move on process မှာကျမတို့ကမကောင်းတာတွေကိုတွေးနေနေကြတယ်မကောင်းတာတွေနဲ့ကျမတို့ချိန်ဆထားမိရပါဘောနော်ဘယ်လိုမျိုးတွေဖြစ်တတ်လဲဆိုသူ့ရောသတိရနေရဒါပေမဲ့အဲ့လိုသတိရနေခြင်းဟာနော်ချစ်မြတ်လို့ဆိုတာသတိရနေရမဟုတ်ဘူးကျမတို့အမုန်းတဲ့သတိရနေရနော်သူ့နဲ့ပတ်သက်လို့ရှိရင်သူ့မုန်းနေတော့မယ် လူနဲ့ပတ်သက်ရင်သူ့ကိုပြောစရာတွေအားလည်းကြံနေတော့မယ်ဒါပေမဲ့အဲ့ပြောစရာတွေဆိုတာကလည်းဟိုကောင်းတဲ့အကြောင်းနေမဟုတ်ဘူးကိုအရန်ဒေါသပေါက်ပွဲနေတယ်မကုံသေးဘူးသူ့စီမှာထွက်ရတဲ့ဒေါသမကုံသေးဘူးကိုခံလိုက်ရတဲ့ဟာတွေကိုယ်ခံစားချက်တွေဒါတွေကိုပြောပြခြင်းနဲ့ပေါက်ပွဲခြင်းနဲ့အဆရှိတဲ့ပြင်ပါနော်အဲ့တော့ဘာနဲ့သွားတူလဲဆိုကျွန်တော်ကအမုန်းနဲ့ချိတ်ဆွဲထားတာပေါ့အမုန်းနဲ့ချီနှောင်ထားတာအဲ့လိုပုံစံမျိုးဖြစ်နေတယ်နော်ဒါမုန်းဆွဲဆိုရက် ရုပ်ရှင်တွေရှိတာပဲလीနော်မုံပြီးတော့ဆွဲလန်းတာပေါ့ချစ်ပြီးတော့ဆွဲလန်းတာမဟုတ်ဘူးမုံပြီးတော့ဆွဲလန်းတာအဲ့ဒီခါမှလည်းကျမတို့ကမလုပ်လဲဆိုအဲ့ဒီ move on လုပ်လို့မရဘူးဖြစ်နေရနော်အပြင်ဘက်မှာတော့ move on လုပ်နေတယ်လို့ထင်တယ်ဒါပေမဲ့အထွေးနဲ့မှာတော့တကယ် move on လုပ်လို့မရဘူးသူ့ကိုကျမတို့က move on လုပ်ချင်တယ်ပေါ့နော်ရှင်းရှင်းလင်းလင်းပြီးပြဖြစ်စေချင်တယ်ဆိုလို့ရှိရင်လုပ်လို့ရတဲ့ဟာတကူကဘာလဲဆိုကျမတို့ခွင့်လုပ်ပေးဖို့ပဲလိုတာ အဲ့လိုပြောလို့ရှိရင်တချို့ကကြိုက်ကြိုက်ကြမှာမဟုတ်ဘူးဘာဖြစ်လို့ခွင့်လို့ပြရမှာလဲနော်ကျမဆိုလို့ရှိရင်လည်းဒီလိုမျိုးပဲစဉ်းစားမိတာပဲကျမမှလည်းအဲ့လိုအဖြစ်ပြက်တွေကြုံခဲ့ရပူတာပဲနော်ကိုကိုမှကိုကိုမလို့အဲ့လိုမျိုးလောက်သွားတဲ့လူတွေပေါ့နော်ကိုမတင်ထားဘူးပေါ့လေပြောမယ်ဆိုလို့ရှိရင်ကိုကတော့အရင်ယုံကြည်ခဲ့တယ်ဒါပေမဲ့အဲ့ယုံကြည်မှုပေါ်မှာအရင်အခွင့်ကောင်းနေယူပြီးတော့ဟိုသစ္စာဖောက်တယ်မလုတ်တဲ့ဟာတွေကိုလုတ်တယ်ကိုကြောင့်ကိုဝယ်တွေလုတ်တယ်နော်အဲ့လိုမျိုးတွေပေါ့ဒါမျိုးကြီးကြုံရတဲ့အခါကျတော့အစိတ်ထင်မှာ စဉ်းစားကြည့်လို့ရှိရင်စိတ်အရန်နာတယ်เนาะအော်ခွင့်လွတ်ခြင်းနေဆိုပေမဲ့လည်းတကယ်မှဘာလဲဆိုလို့ရှိရင်ခွင့်မလွတ်နိုင်ဘူးเนาะဒါပေမဲ့အဲ့လိုမျိုးလူပုဂ္ဂိုလ်တွေရှိရဲ့အခြေအနေတွေအဖြစ်အပျက်တွေကျမတို့စီမှာရှိကြတယ်ကျမမှာအော်ခဏခဏ message ရတာကလည်းပါလေဆိုခွင့်လွတ်ဖို့ဆိုပြီးတော့ပဲကျွန်မ message ရတာအဲ့ဒါကိုကျွန်မ weekend talk မှာအာကျွန်မပြောခဲ့ပူစီရပေါ့နော်တိတ်မကြခင်တော့က weekend talk မှာပဲပြောခဲ့ပြီးခဲ့လာပေါ့နော် weekend talk မှာပဲကျွန်မပြောခဲ့တယ်အဲ့အိမ်မှာအ ကောင်းစရာပါလေစခွင့်လွတ်ခြင်းနဲ့ဆိုရက်ကောင်းစင်လीเนาะအဲ့ဒါလေးကိုပြန်နာထောင်ကြည့်လို့လည်းရတယ်ခွင့်လွတ်လိုက်မှာပဲဘာဖြစ်သွားလဲဆိုစိတ်ကအေးချမ်းသွားတာပေါ့နော်သဘောကတော့ဘာလဲဆိုသူ့ကိုခွင့်မလွတ်ဘူးဆိုရင်သူ့နဲ့ကျမတို့ကဆက်ပြီးတော့ကြီးနောင်နေရပေါ့နော်အဲ့တော့ तू ကအောက်ကိုရောက်နေဆိုကိုကလည်းသူ့နဲ့တဒန်းနဲ့ဖြစ်နေတယ်သူ့နဲ့တဒန်းတစားတယ်ဖြစ်နေရပေါ့အောက်ကိုရောက်နေเนาะအဲ့တော့အရင်ဆုံးစဉ်းစားကြည့်ရမှာပါလေဆိုလို့ရှိရင်ဟုတ်တယ်သူ့ရဲ့လောက်ရက်တီသူလောက်သွားတဲ့လောက်ရက်တီเนาะ အာသူ့ရဲ့ရိုင်းပြမှုတွေစော်ကားမှုတွေနော်ဒါမျိုးတွေနောက်ကျောသားနဲ့ထုံမှုတွေနော်ယုံကြည်မှုအလွယ်သုံးစားလုပ်တာတွေအစချင်းတည်းပေါ့နော်အဲ့လိုအရာတွေကနော်ဒါသူ့သူ့ကိစ္စနဲ့သူသူလှုပ်လိုက်တာတော့ဟုတ်တယ်ဒါပေမဲ့ကိုကအဲ့ဒါတွေကိုပြန်ပြီးတော့တွေးနေတော့ဘာဖြစ်လဲဆိုသူကတော့လှုပ်လိုက်တာတော့တခါပဲဒါပေမဲ့ကိုကတွေးနေတိုင်းမှာအခါခါပြန်ပြီးတော့ခံစားရတယ်နော်အဲ့ဒါကထိုက်တန်လာဆိုတော့ကိုကကိုကျမတို့မေးတဲ့နေ နော်အဲ့အဲ့မျိုးအဖြစ်ပြက်ရှိလို့ရှင်ကိုယ့်ကိုမေးပါငါဒီလူတယောက်ငါ့ကိုလှုပ်သွားတယ်မကောင်းမှုမှန်တယ်ဒါပေမဲ့အဲ့ဓာတွေကိုအထက်ထက်ခါခါပြန်ပြီးတော့ခန်းစားနေပေါ့ငါဟာထိုက်တန်တဲ့လူလားလို့ကိုယ့်ကိုပြန်ပြီးတော့စဉ်းစားကြည့်ပါမဟုတ်ဘူးဆိုလို့ရှိရင်ကျမတို့ကတည်ကြတယ်ကျမတို့တွေဒီအမိုက်တွေကိုကောင်းနေမှာထည့်ထားတာကောင်းပုံမှာအမိုက်ပုံရွက်ထားတာအဲ့လိုသဘောမျိုးကျမတို့ဖြစ်နေတယ် အဲ့တော့ရှင်းထုတ်ပြရမှာပေါ့နော်အဓိကတော့ဗာလဲဆိုကိုယ့်ရဲ့ကောင်းထဲမှာသူ့နေရာတခုပေးတာအိမ်ငါးကလည်းမရဘူးဒါပေမဲ့သူ့ကိုဗာလဲအလကားပေးနေထားတာကိုယ့်ရဲ့အိမ်ဦးခန်းကိုယ့်ရဲ့ကောင်းမော်တယ်တွေမှာသူ့ကိုပေးနေထားတာအဲ့လိုပုံစံမျိုးတော့ဖြစ်နေကိုမုန်းတယ်နော်ကို့ဓာတ်မျိုးတွေလုတ်သွားတယ်ဆိုတော့လူနဲ့တရန်တစားရဖြစ်အောင်မနေပါနဲ့ကို့ကကိုချီနှောင်းပြီးတော့မနေပါနဲ့နော် ကိုမှတကယ်လို့အလိုအဖြစ်ပြက်တည်ပုံကိုရှိခဲ့ဆိုလို့ရှိရင်ကိုယ့်အကူပြန်ပြီးတော့စဉ်းစားကြည့်စေချင်တယ်။မိကုံမိကြည့်စေချင်တယ်။ဒါမျိုးတွေဆက်ဖြစ်ဖို့ထိုက်တန်လာကိုရဲ့မတ္တမတန်ဖိုးရှိရဲ့အချိန်တွေတန်ဖိုးရှိရဲ့စိတ်တွေနော် mental space တို့ခေါ်တာပေါ့စိတ်ထဲမှာလည်းနေရာလွတ်တည်စွာရှိရမယ်လीနော်အဲ့လိုမဟုတ်ဘဲနဲ့အမိုက်တွေမှန်သမျှအကုန်လုံးကောင်းနေမှာစုပြုံပြီးတော့ ထည့်ထားတယ်တင်းထားတယ်ဆိုရင်ကိုယ်ရဲ့ကောင်းမွန်တဲ့အရာတွေကိုတွေးဖို့เนาะကောင်းမွန်တဲ့လူတွေအကြောင်းတွေးဖို့သူတို့အချိန်ပေးဖို့เนาะသူတို့နဲ့အလုပ်တူတူလုပ်ဖို့သူတို့နဲ့တူတူရှိဆက်သွားဖို့တမိုးရှိရဲ့အရာတွေကိုလုပ်ဖို့ဖန်တီးဖို့အဲ့ဒီအတွက်ကိုကျွန်တော်တို့စီမှာ mental space မရှိတော့ဘူးเนาะအနောက်ပိုင်းမှာလည်းကျွန်မဒီ mental space နဲ့ပတ်သက်ပြီးတော့ရေးထားတာမျိုးလေးရှိပါတယ်လုံးရမှာဗာလဲဆိုလို့ရှိရင် တော့ကိုကဓာတ်မျိုးတွေဖြစ်ဖို့အတွက်ကိုကိုဆက်ပြီးတော့ခွင့်ပြုထားတယ်ဆိုလို့ချင်းဒီလိုအရာတွေကဆက်ပြီးတော့ပဲကိုစီမှာဖြစ်နေမှာပဲအဲ့တော့ကျွန်တော်တို့စီမှာစာအုပ်ထဲမှာကျွန်မရေးထားတဲ့ဒီ day 8အတွက်ပေါ့နော်ကျွန်မရေးထားတဲ့အာအားနဲ့အခုပြောနေရတဲ့ကဆက်ဆက်မှုတော့ရှိရတယ်မင်းမတူးเนาะအဲ့တော့စာအုပ်ထဲမှာကျတော့ဒီကျွန်မပုံစံဒီမျိုးရေးထားတာပေါ့အဲ့တော့အဓိကဘာလဲဆိုကျွန်တော်တို့အဲ့လိုမျိုးချိတ်တွဲနေပြီဆိုလို့ရှိရင်အဓိကဘာလဲဆိုအဲ့ဒါ energetic code လို့ခေါ်ရပေါ့เนาะ စွမ်းအင်အရာကျွန်တော်တို့ကမပြီးပြတ်သေးဘူး move on မလုပ်နိုင်သေးဘူးသူ့ကိုကျွန်တော်တို့ဆက်ပြီးတော့ဆွဲခေါ်ထားတော့မယ်ကြီးတုံထားတော့မယ်အဲ့လိုမျိုးဖြစ်တာအဲ့တော့ကျွန်တော်တို့အဲ့မှာလှုပ်ရတာက court cutting ဆိုတာလှုပ်ရတယ် court ဆိုတာဂျိုးပေါ့နော်အဲ့တော့အဲ့ဒီဂျိုးလေးတွေကိုကျွန်တော်တို့ cut လုပ်တယ်ဒါတော့ spiritual practice ပေါ့ပြောရမယ်ဆို spiritual နဲ့သက်ဆိုင်တဲ့ practice လေးတခုဖြစ်တယ်စိတ်ထဲမှာပုံပေါ်ပြီးတော့ဒါလေးကိုလှုပ်ရတယ်ပေါ့လေကျွန်မရေးခဲ့တဲ့ စောက်တုပ်ရှိရယ်နှွေလဲညိုင်းမှုအိမ်မဲ့ဆိုတာအဲ့ဒီစောက်တွေမှာဆိုအဲ့ cord cutting လုပ်ရတယ်ဟာလေးတကူကျွန်မတခြားလေးရေးပြထားတယ်ပေါ့အဲ့ဒါမှာပါလိအဲ့ထင်မှာတော့ဘယ်လိုလဲဆိုရင်ဒီဇက်ကောင်ပေါ့နော်ဇက်ကောင်ကသူကဘယ်လိုဖြစ်လဲဆိုတော့ငယ်ပေါ်ကမှစိတ်တရအကြီးရခဲ့ရပေါ့လေမိခင်နဲ့ပတ်သက်ပြီးတော့တန်ရရခဲ့ဖခင်နဲ့ပတ်သက်ပြီးတော့လေခွဲခွာရတယ်တန်ရတကူပေါ့နော်အဲ့ဒါမျိုးတန်ရရခဲ့တော့အဲ့တန်ရကသူ့ကို ရဲရိုးတခုဖြစ်နေတာပေါ့နော်အဲ့ဒီခါကပြီးသွားပြီဒါပေမဲ့ तू ကမပြီးနိုင်သေးဘူးတော့မပြီးနိုင်သေးပဲနဲ့အဲ့ဒီဒဏ်ရာကို तू ဆက်ပြီးတော့ထိဆောင်ထားတယ်ပြီးတော့ဘာဖြစ်လဲဆိုအဲ့ဒါကို तू မိနာမှာရှိရဲ့သူတွေသူ့ရဲ့ partner เนาะအစရှိတဲ့အဲ့ဒါကို तू သွားသွားပြန်ပြီးတော့ lesson ကမ်းလာအဲ့တော့အဲ့ဒီမှာဘာလုပ်ခိုင်းနေဆိုရင် code cutting သူ့လုပ်ခိုင်းနေ तू code code cutting လုပ်ရတယ်ပေါ့နော် meditation တွေပါတယ်ငယ်ငယ်တော့ inner child ကိုပြန်သွားတွေ့ပြီးတော့ ကြည်တယ်စကားပြောတယ်ထွေးပွေတယ်နားလေတယ်ဆိုတာကိုပြောပြရတယ်ပြီးတော့အဲ့ဒီ code cutting လုပ်တယ်เนาะအဲ့တော့သဘောတော့ခုနကကျွန်မပြောပြရတဲ့ code cutting ဆိုတာကကျမတို့ ਨੇ ချိတ်ဆွဲထားတဲ့အရာမှန်သမျှเนาะဒါကအခု recently ပြတ်သွားတဲ့ relationship တွေလည်းဖြစ်နိုင်တယ်ချစ်ရင်းနဲ့ပြတ်သွားတဲ့ relationship တွေလည်းဖြစ်နိုင်တယ်ပျော်ကွဲသွားတဲ့အိမ်တော်ရေးတွေလည်းဖြစ်နိုင်တယ်เนาะအဲ့ဒါမှမဟုတ်စုံတယောက်ကွယ်လွန်သွားတာအဲ့လိုနည်းနဲ့ အဲကွယ်လွန်သွားတယ်ဒါပေမဲ့သူနဲ့ပတ်သက်ပြီးတော့ကြံခဲ့တဲ့ခံစားမှုတွေเนาะသူနဲ့ပတ်သက်ပြီးတော့ကြံခဲ့တဲ့ကောင်းတဲ့ခံစားမှုတွေဆိုးတဲ့ခံစားမှုတွေအဆုံးရှိနိုင်တယ်เนาะနောက်တော့ငငယ်တော့ကဖြစ်ခဲ့တဲ့မိဘတွေကြီးကရခဲ့တဲ့ဓာရီเนาะတွေ့အတွေ့အကြုံတွေအဖြစ်ပြက်တွေခါသီးတဲ့အနေထိုင်အောင်မြင်ကွင်းတွေကြောင့်မဖြစ်လာတဲ့စိတ်ဓာရီเนาะဒါတွေအကုန်လုံးဒါတွေကကျွန်တော်စီမှာ energetic god အနေနဲ့လာပြီးတော့ဆက်ပြီးတော့ကျွန်တော်ဆက်ပြီးတည်ဆောက်နေရပြီးတော့ဆက်ပြီးတော့ ကိုကိုကိုလည်းအဲ့ဒီအရာတွေနဲ့ချိတ်ဆွဲထားတော့မှရှိသေးတယ်เนาะအဲ့ဒီခါမှာကျမတို့ဘာလုပ်ရလဲဆို code cutting ဆိုတော့ meditation လေးနဲ့เนาะဒီ spiritual practice တွေတကူလုပ်လို့ရပါတယ်နော်အဲ့တော့အဓိကတော့ inner child နဲ့ပြန်ရှာဖွေတယ်လို့သူနဲ့ပြန်ပြီးတော့စကားပြောတယ်ဒါတွေကလည်းအဲ့ဒီမှာပါဝင်နေတာဖြစ်ပါတယ်အဲ့တော့ ဒါရီကလေအခုချိန်မှာကျမပြောပြလို့လက်လှမ်းမမီတော့ဘူးဆိုတော့မဟုတ်ပါဘူးเนาะဒီချိန်မှာအကုန်လုံးကလေ YouTube ပေါ်မှာရောက်နေပြီအခုလေကျမပြောတာတွေတော့ YouTube ပေါ်မှာနားထောင်နေကြတာပဲဟုတ်เนาะအဲ့တော့အဲ့ဒီ YouTube ပေါ်မှာဆိုအများကြီးရှိပါတယ်เนาะဗီဒီယိုတွေရော God guiding loaded practice day spiritual practice day inner child healing လို့လို့ရတယ် music တွေเนาะသူရဲ့ guided meditation တွေဒါတွေအများကြီးရှိပါတယ်ကျမတို့ဆက်ပြီးတော့လေ့လာနိုင်မယ်เนาะ ဲ့လိုမျိုးဆိုလို့ရှိရင်ပို့ပြီးတော့တိလာမှာပါနောက်ပြီးတော့လည်းဒါရလက်လက်မမီနိုင်တဲ့အရာတွေမဟုတ်တော့ဘူးလွယ်လွယ်ကူကူကျမတို့ရှာဖွေလို့ရတယ်လိုက်လုံကြည့်လို့ရတယ်ဒီလိုသဘောမျိုးဖြစ်ပါတယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒီအချိန်ကကျမတို့ဒါနှစ်ကုံတော့ပဲအချိန်ဖြစ်တယ်။နှစ်တနည်းရနောက်ဆုံးတော့ဖြစ်တယ်။အဲ့တော့ကိုယ်စီမှာချိတ်ဆွဲထားတဲ့ energetic ကတရှိနေတယ်။လူပုဂ္ဂိုလ်နဲ့ပဲဖြစ်ဖြစ်အဖြစ်ပြက်တွေအခြေအနေတွေငယ်ဘဝတုန်းကအကြောင်းအရာတွေပဲဖြစ်ဖြစ်နော်။ဘလိုပဲဖြစ်ဖြစ် ကျွန်တော်တို့ချိတ်ဆွဲထားတဲ့အရာမှန်သမျှအာဒါတွေအကုန်လုံးကပြီးခဲ့တာပြီးခဲ့ပါပြီเนาะဒါပေမဲ့ကျမတို့ကဆက်ပြီးတော့ဂျုံနဲ့ချီတောင်းထားတာမျိုးဖြစ်တယ်အဲ့အတွက်ကြောင့်မို့ကျမတို့စိတ်ထဲမှာပင်ပန်းစင်းရဲစွာနာကျင်စွာခံစားရတာစိတ်စိတ်နာရဲလို့เนาะဒါမျိုးတွေဖြစ်တာအဲ့တော့ဒီနှစ်တစ်နှစ်နောက်ဆုံးလမှာဒီဂျိုးတွေရှိရဲဆိုလို့ရှင်ဒါတွေကိုဖျက်ချပစ်စီချင်ပါတယ်ဒါကျမတကယ်ကိုကျမ strongly advice လောက်တာပါနောက်တစ်နှစ်မှာကျမတို့ဒါတွေကို မသိဆောင်သွားစေချင်ပါဘူးအဲ့တော့ဒါတွေကိုဖျက်ချဖို့ဆိုတာအဓိကလိုအပ်ကြတာခုနပြောတဲ့ practice တွေရှိသလိုမျိုးအဓိကလိုအပ်ကြတာကဘာလဲဆိုရှင်ကိုယ့်ရဲ့စိတ်ကလည်းအင်မတန်မှပဲအရေးကြီးပါတယ်เนาะအဲ့တော့ကိုယ့်ရဲ့နှစ်နောက်တစ်နှစ်မှာကျွန်တော်တို့စိတ်ရှင်းရှင်းလင်းလင်းပို့ပပလေးနဲ့ကိုယ့်ရဲ့ mental space တွေကိုလည်းနေရာလေးပေးခြင်းတယ်ဆိုလို့ရှိရင်နေရာမပေးတဲ့သူတွေကိုမပေးပါနဲ့เนาะမဖြစ်တဲ့အရာတွေမခံစားတော်တဲ့အရာတွေအတွက်ကို အချိန်ပေးနေရပြီးပြီးတော့ခွင့်ပြုမထားပါနဲ့ဒါတွေကိုဆက်ပြီးတော့ခန်းစားဖို့ကျမတို့ကမထိုက်တန်ပါဘူးကျမတို့ကပို့ပြီးတော့ပျော်ရွှင်နေပို့ပါတယ်လွတ်လပ်တယ်ဆိုရယ်ဘဝတွေကိုပိုင်ဆိုင်မှုထိုက်တန်တယ်နော်အဲ့တော့ခွင့်လွတ်ဖို့ဆိုတာကလည်းအမြဲတမ်းအရေးကြီးရယ်ဒါပေမဲ့ခွင့်လွတ်တယ်ဆိုတာကလည်းပြောရတာဒါလွယ်တာတကယ်တော့မတန်မပဲခက်ခဲတတ်ပါတယ်အဲ့တော့ကိုလို့ရမှာပါလဲဆိုလို့ရှိရင်အ ဟိုကခွင့်လွှတ်ဖို့အစင်းသိမဖြစ်သေးဘူးဖြစ်နိုင်ပါတယ်ဒါလည်းเนาะအမှန်မှာတော့ကျမတို့ကခွင့်လွှတ်ခြင်းတောင်းပန်ခြင်းအစရှိတဲ့ဒါတွေကိုဆောင်ရွက်တဲ့နေရာမှာကျမတို့ကနှုတ်နှစ်ဖက်တွေးဆုံပြီးတော့ပြောဆိုတာဒါမျိုးတွေဆိုရင်တော့စိတ်ထင်မှာပို့ပြီးတော့ရှင်းရှင်းလင်းလင်းဖြစ်နိုင်တယ်ဒါပေမဲ့သူ့နဲ့သွားတွေ့လိုက်တော့မှသူ့နဲ့အတူတန်ကြတော့မှကျမတို့ဒီမှာ trigger တွေပြန်ဖြစ်တယ်เนาะအနေထိုင်ပြီးသားအရာတွေကိုဒုန်းနဲ့ဆွဲမှုလိုက်သလိုပေါ့အခွက်တစ်ခုလုံးပြန်ပြီးတော့နောက်ကြည့်သွားမယ်ဆိုရင်တော့ကျမတို့ဒါကိုမလုပ်စေချင်ပါဘူးဒါပေမဲ့လုပ်လို့ရတာတခုကတော့ဘာလဲဆိုရင်ကို ့ဟာကိုစာလေးရေးလိုက်တာเนาะပြီးရင်အဲ့စာလေးဖြည့်စည်းရဲ့မီးရှို့ရဲသူ့တော့ပြဖို့မဟုတ်ဘူးเนาะဟိုကိုကဒါတခုပြောတယ်သူကနောက်တခုပြန်ပြောတယ်အဲ့လိုနေမပြီးနိုင်ကြတော့ဘင်းနဲ့ဟို loop ပေါ့เนาะအဲ့ဒီ loop ထဲမှာပြန်ရောက်သွားမှာကိုလည်းအမြဲတမ်းပါပဲစိုးရိမ်မိပါတယ်เนาะအဲ့တော့စိတ်မနိုင်လို့ရှိရင်တော့မလုပ်ပါနဲ့အဲ့တော့ voice message ပို့လိုက်တယ် ဲ voice message အတန်သွင်းလိုက်တယ်เนาะကိုကကိုပဲကိုရဲ့ message box ထဲမှာပဲကိုကကိုအတန်သွင်းပြီးတော့အဲ့ဒါကို delete လုပ်လိုက်တယ်เนาะဒါမျိုးတွေပေါ့စာရေးချရေးလိုက်တယ်အဲ့စာထဲမှာစိတ်ဆိုးရတယ်လဲပါနိုင်တယ်တောင်းမဲ့ ပါတယ်ဆိုတော့တောင်းပန်မှုတွေလည်းပါနိုင်တယ်ဘလို့ပဲဖြစ်ပေါ့ကောင်းတာပြဆိုတာပြသူ့ပြောခြင်းနဲ့ကြံနေတဲ့စကားတွေအကုန်လုံးခြာရေးလိုက်တဲ့အစရှိတဲ့ဒါမျိုးလေးတွေလည်းကျမတို့လုပ်လို့ရတာဖြစ်ပါတယ်ဒီလို practice လေးတွေလည်းကျမတို့လုပ်လို့ရတာဖြစ်တယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်နော်ဟိုတခါလေးမှာတရားရဂိုင်းတို့ခွင့်လို့နိုင်မှုဆိုတာလည်းမတတ်ပါပဲခဲ့တယ်။ဒါပေမဲ့အဲကျမဆရာမတယောက်ပြောသလိုပေါ့နော်။ဘလို့ခွင့်လို့ရမယ်ဆိုတာမသိဘူးဆိုလို့ရှိရင်ねခွင့်လို့ချင်တယ်ဆိုပြီးတော့ပဲစိတ်ထဲမှာ ထားလိုက်ပါတယ်အဲ့လိုပဲပြောကြည့်လိုက်ပါတယ်နော်ကိုကခွင့်လွှတ်ခြင်းတယ်ဆိုရင်စိတ်ကလေးပေါ်လာတယ်ကိုက60ရာခိုင်နှုန်းလောက်ကတော့သူ့ကိုခွင့်လွှတ်ပေးပြီးတော့ကျမတို့ယူဆမှာဖြစ်ပါတယ်နော်ကျန်တဲ့40ရာခိုင်နှုန်းကတော့ကျမတို့အတွက်အချိန်ကြီးနေယူနေရမျိုးလေးရှိမယ်နော်ဒါပေမဲ့ကိုကခွင့်လွှတ်ခြင်းတယ်ဆိုရင်စိတ်ကိုရှည်တန်လိုက်တာနဲ့အမျှဘာဖြစ်လဲဆိုတဲ့ချိန်မှာတော့တကယ်ကိုတရားရာခိုင်နှုန်းမဟုတ်တော့မှာကျမတို့69ရာခိုင်နှုန်းလောက်ကတော့ခွင့်လွှတ်နိုင်သွားမယ်ဆိုတာကိုကျမအနေနဲ့ယုံကြည်ပါတယ်နော် အဲ့တော့ကျမလည်းစူးစမ်းနေပါတယ်တကယ်လို့ကို့မှာအဲ့လိုအဖြစ်အပျက်တွေရှိရယ်ကိုခွင့်လွှင့်ခြင်းတဲ့သူတွေရှိရယ်ကိုခွင့်လွှင့်ခြင်းတဲ့အကြောင်းအရာတွေရှိရယ်ဒါလေးတွေကိုရှယ်ပေးလို့ရတယ်ဆိုလို့ရှိရင်လည်းဒီ comment ညာမှာကျမကိုရှယ်ပေးစေချင်ပါတယ်ကျမတို့ community ရဲ့မှာနောက်မျိုးလေးတွေကိုရှယ်ပေးစေချင်တယ်အဲ့တော့ဒါလေးတွေကိုဖတ်ပြီးရခင်ဗျာကျမကကျမအနေနဲ့ဆိုရင်လည်းနောက်ထပ်ရည်ဒီမှာဆက်ပြီးတော့ပြောဖို့ဆိုတာကပို့ပြီးတော့ခွန်အားရှိလာတာဖြစ်ပါတယ်ဒီ day 8လေးကိုလည်းအာ အဆင်ပြေမယ်လို့ထင်ပါတယ်ဒီရှေ့မြောင်နေလေးကိုလည်းစာအုပ်တူတူဖတ်ရင်းနဲ့ဒါလေး talk လေးနှာထောင်ပြီးတော့လဲလိုက်ပါစဉ်းစားနိုင်မယ်လို့လည်းကျမမျော်လင့်နေယုံကြည်ရယ်အားလုံးကိုကျေးဇူးတင်တဲ့အကြောင်းကိုကျမဒီနေ့အနေနဲ့ပြောလိုက်ပါတယ်နောက်ရက်ဒီမှာပြန်ပြီးတော့ဆုံတွေ့ပါအောင်မယ် readjust your mind refocus your energy realign with yourself thank you for listening